ဝဆိုတာ ending လို့ခေါ်တဲ့အဆုံးတွင်နဲ့ new beginning လို့ခေါ်တဲ့အစတွေပြည့်နေတဲ့ဖြီးတစ်ခုဖြစ်ပါတယ်။တစ်ခုပြီးဆုံးသွားပေမဲ့ဒါဟာတကယ်ပြီးဆုံးသွားခြင်းမဟုတ်ပဲအစ်စ်တစ်ခုအစပြုလာခြင်းပဲဖြစ်ပါတယ်။အချိန်ကာလတွေခုနှစ်တက်ဂရိတ်တွေဟာလည်းဒီသဘောအတိုင်းပါပဲ။နှစ်တစ်နှစ်ပြီးဆုံးသွားပေမဲ့နောက်နှစ်တစ်ခုအစပြုဝင်ရောက်လာတာပဲဖြစ်ပါတယ်။နှစ်အစကနေနှစ်အဆုံးဆိုတဲ့ကာလအပိုင်းခြားတစ်ခုစီဟာကိုယ့်ရဲ့ personal group တကူရီတိုးတက်မှုနဲ့ transformation ကူးပြောင်းခြင်းအတွက်အရေးပါတဲ့အခမ်းကဏ္ဍတစ်ခုကို အမှတ်သားပြုထားတာဖြစ်ပါတယ်။အဆုံးသတ်ခြင်းနဲ့အသစ်စတင်ခြင်းဆိုတာကျမတို့ရဲ့ဘဝမှာအများနဲ့ကြုံတွေ့နေရတဲ့လောကနိယာမပဲဖြစ်ပါတယ်။အိမ်အောင်တစ်ခုကိုပြုတ်ခွဲပျက်စီးသွားတယ်။အလုပ်တစ်ခုကထွက်လိုက်ရတယ်။လူတစ်ယောက်ဆုံးသွားတယ်။ဒီလိုမျိုးပြီးဆုံးမှုတွေကိုကျမတို့ကြုံတွေ့ခဲ့ရဘူးသလိုချစ်သူနဲ့ဘဝအသစ်တစ်ခုကိုတီးထောင်တယ်။အလုပ်တစ်ခုစတင်တယ် အဲ့အစ်စ်ကိုပြောင်းရွှေ့တယ်။ကလေးလေးတယောက်မွေးဖွားလာတဲ့ဆိုတော့အစ်စ်အစ်စ်တော့စတင်ခြင်းတွေကိုလည်းကျမတို့ဖြတ်တန်းခဲ့ရဘူးတာဖြစ်ပါတယ်။တချို့အနေအဆုံးသက်တွေဟာတကယ်ကိုပဲအဆုံးသက်သွားတာမျိုးရှိသလိုတချို့အဆုံးသက်တွေဟာလည်းပိုပြီးကောင်းမွန်တဲ့အစ beginning တစ်ခုကိုရောက်ရှိသွားဖို့အကြောင်းတရားတွေဖြစ်နေတတ်ကြတယ်။ဒါကြောင့်အဆုံးသက်တစ်ခုကိုကြုံရတဲ့အခါတိုင်းမှာကြောက်ရွံ့နေဖို့ဝမ်းနဲ့အားငင်နေဖို့လည်းမလိုပါဘူး။ဒီလိုပဲတချို့တော့အစာပြူခြင်းတွေဟာလည်း အမြဲတမ်းပျော်ရွှင်စရာကောင်းနေတာမျိုးမဟုတ်ကြပါဘူးခလီမွေဖွာတာမြို့ရွာအစ်စ်ကိုပြောင်းရွှေ့ရတာအလို့အစ်စ်မှာလုတ်ကန်ရတာစတဲ့အရာတွေမှာလဲစိတ်ပင်ပန်းမှုလေးတွေစိတ်ဖိစီးမှုတွေမတေချာမှုတွေမကျေနပ်မှုတွေတစ်ခါတရံမှာနောင်တရင်နဲ့မပျော်ရွှင်ရတာလည်းဖြစ်နေတတ်ပါတယ်ဒါဟာသဘာဝပါပဲကျမတို့သိရမှာကအဆုံးသက်တွေကိုလက်ခံတက်ဖို့လိုသလိုအစ်စ်အစာပြုခြင်းတွေကိုလည်းကောင်းမှုစွာကြိုးစို့အတိအမှတ်ပြုပေးဖို့လိုအပ်တာပဲဖြစ်ပါတယ် နှစ်ဟောင်းကုန်ဆုံးပြီးနှစ်တစ်ကိုရောက်တဲ့အချိန်မှာအချိန်ကာလရဲ့အကူပြောင်းတဲ့အတူလူတွေရဲ့စိတ်တွေဟာလည်းတစုံတစ်ခုကိုပြောင်းလဲခြင်းနဲ့ဆိုရဲဆန္ဒမျိုးတွေပိုကောင်းတဲ့ကို better self ကိုရဖို့ပြုပြင်လိုတဲ့ဆန္ဒတွေကြီးစိုးနေတဲ့အချိန်ကာလမျိုးပဲဖြစ်ပါတယ်ဒီလို energy မျိုးရှိနေတဲ့အချိန်မှာလူတိုင်းလုံနိုင်တဲ့အရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ် releasing old hearts တရားဟောင်းတွေကိုလွှတ်ချလိုက်ပါကိုယ့်ရဲ့စိတ်ထဲမှာစုကင်ထားမိတဲ့တိတ်ကမကျေနပ်မှုတွေ နာကျင်မှုတွေဒဏ်ရာဟောင်းတွေမုန်းတီးမှုတွေရှေ့ရွံ့အားငယ်မှုတွေအလုံးကိုခွင့်လွှတ်ပေးလိုက်ပါအဲ့လိုခွင့်လွှတ်ပေးလိုက်ခြင်းနဲ့မိမိရဲ့စိတ်အေးချမ်းမှုနဲ့လွတ်မြောက်မှုကိုရှာဖွေပါ acknowledge your feelings ခံစားချက်တွေကိုအတိအမှတ်ပြုပါတကယ်လို့အဆုံးသက်တစ်ခုဟာကိုမျိုးမှန်းထားသလိုဖြစ်မလာခဲ့ဘူးဆိုရင်ဖြစ်ပေါ်လာတဲ့မကျေနပ်မှုတွေစိတ်ခံစားမှုတွေကိုအပြည့်အဝခံစားပြီးအတိအမှတ်ပြုပေးပါဝမ်းနည်းမှု အားငယ်မှုရှေ့ရွံ့မှု ချတဲ့ခံစားချက်တွေအကုန်လုံးကို လုံးဝဖိနှိပ်ခြင်းဝေဖန်ခြင်းမရှိဘဲလွတ်လပ်စွာခံစားခွင့်ပေးလိုက်ပါ reflect on lesson learned သင်ယူခဲ့ရတဲ့သင်ခန်းစာတွေကိုပြန်လည်သုံးသပ်ပါဆုံးသက် တစ်ခုရဲ့အတွေ့အကြုံတွေကလည်းသင်ခန်းစာတွေရရှိလာမည်ဖြစ်ပါတယ်ရလာတဲ့သင်ခန်းစာတွေထိုးထွင်းသိမြင်မှုတွေကိုပြန်လည်သုံးသပ်ဖို့အချိန်ယူပါဆုံးသက်တိုင်းဟာဘဝရဲ့နောက်ထပ်အခန်းကဏ္ဍအသစ်တစ်ခုကိုဖွင့်လှစ်ပေးနိုင်ပြီးနောက်ထပ်ဘုဒ္ဓဉာဏ်ပညာအလင်းတွေကို ထပ်မံယူဆောင်ပေးမှာဖြစ်ပါတယ် celebrate accomplishment အောင်မြင်ခဲ့တာတွေကိုဂုဏ်ပြုပါမိမြပြန်သိငင်နေပါစေကိုကျော်ဖြတ်ခဲ့တဲ့ကာလအပိုင်းခြားတစ်ခုရဲ့အဆုံးသတ်မှာရရှိခဲ့တဲ့အောင်မြင်မှုတွေမှတ်တိုင်တွေကိုဂုဏ်ပြုပါလှုပ်ဆောင်ခဲ့တဲ့တိုးတက်မှုတွေခံနိုင်ရည်တွေရဲ့စွမ်းအားကိုအသိမှတ်ပြုပါအသစ်တစ်ခုစတင်ခြင်းကိုပို့ဆောင်ပေးခဲ့တဲ့ခရီးလမ်းကိုကျေးဇူးတင်ပါ self reflection လုပ်ပါ release attachment ဆွဲလန်းတွေ့တာမှုတွေကိုစွန့်လွတ်လိုက်ပါ တိတ်ကပ်တွေ့တာမှုတွေကိုဆွန့်လွတ်ပြီးပစ္စုပန်အခိုက်အတန့်ကိုဖွင့်ထားတဲ့နှလုံးသားနဲ့စုပ်ကန်ထွေးပွေးလိုက်ပါတချို့အရာတွေဟာတကယ်ကိုပြီးဆုံးသွားခဲ့ပါပြီပြန်မရနိုင်တော့တဲ့အရာပြန်မတွေ့နိုင်တော့တဲ့လူပြန်အသုံးမပြုနိုင်တော့တဲ့ပစ္စည်းတစ်ခုကိုစုပ်ကန်ထားခြင်းဟာအခွင့်အလမ်းအစ်အတွေ့အကြုံအစ်ဆက်ဆံရေးအစ်လူအစ်တွေကိုပြေဝလက်ခံနိုင်ဖို့အကြီးအကျယ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ် set intention for the future အနာဂတ်အတွက်ရွေချက်များချမှတ်ပါ new beginning တခုစတင်တဲ့အခါကိုယ့်ရဲ့ရွယ်ချက်တွေညှုံမှန်းချက်တွေကိုရှင်းရှင်းလင်းလင်းတွေးတောပါကိုယ်တိုင်ဖန်တီးလိုတဲ့ဘဝကိုစိတ်ကူးပုံဖော်တည်ဆောက်ပါကိုယ့်ရဲ့တံပိုးတွေပူဇော်ပြမှုတွေနဲ့ကန့်ညီတဲ့လူပုဂ္ဂိုလ်တွေအရာဝတ္ထုတွေ relationship တွေကိုရှာဖွေပါ embrace chain အပြောင်းလဲကိုလက်ခံပါအပြောင်းလဲ chain နဲ့အသွင်ကူးပြောင်းခြင်း transformation ဆိုတာဟာတဘာဝရဲ့ရှောင်လွှဲမရတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ဘဝမှာဖြစ်နိုင်ခြင်းအသစ်တွေ တို့တမှုအခွင့်အလမ်းတွေအတွက်တကားဖွင့်ပေးထားလိုက်ပါ အပြောင်းလဲကိုတွန်းလှန်နေပဲစာစူဇန်လေးလာပါအပြောင်းလဲနဲ့လိုက်လုံညှိထွေရှိမဲ့အတွေးခေါ်မွေးမြူပါတတိရှိပြီးအကောင်းမြင်စိတ်နဲ့လက်ခံလိုက်ပါ cultivate resilience ခန္ဓာရည်ရှိအောင်ပြုစုပြောင်းထောင်ပါအသစ်တစ်ခုရဲ့အစမှာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းမှုကိုဆောက်ရှောက်ခြင်းနဲ့အကောင်းဆုံးလောကရန်တွေကိုခန္ဓာရည်ရှိအောင်ပြုစုပြောင်းထောင်ရမှာဖြစ်ပါတယ်မိမိကိုယ်ကို view sight ရှင် check care practice လေးတွေကိုလေ့ကျင့်ပါချေရသူတွေစီကပံ့ပိုးကူညီမှုကိုရယူနိုင်ပါတယ်စိတ်တက်ကျမ်းမကြမ်းခိုင်မှုကို ဖြစ်တင်ပေးပြီးဘဝရဲ့အဆင့်ခေါ်မှု life challenges များကိုဆက်လက်ရင်ဆိုင်ဖို့အတွက်ခံနိုင်ရည်စွမ်းအားကောင်းနေဖို့လိုပါတယ် practice patience and trust စိတ်ရှိပါယုံကြည်မှုထားပါ အရာရာဟာဖြစ်ပေါ်ပြောင်းလဲလာဖို့အချိန်တစ်ခုအမြဲယူရတာဖြစ်ပါတယ်အတိတ်တစ်ခုစတင်ခြင်းမှာလိုချင်တာတွေချက်ချင်းရောက်လာဖို့လောဘမကြီးပဲ စိတ်ရှိဖို့လိုပါတယ်။လက်ဆက်သော စတင်မှုများကိုဂုဏ်ပြုပါ။အတိတ်အတောအစားပြုခြင်းများကိုကျေစွတင်ခြင်း၊ပျော်ရွှင်ခြင်း၊ငြိမ်းချမ်းခြင်း၊ဖြစ်ရှင်မြတ်တာတရားတို့နဲ့စတင်ပါ။အတိတ်ရောက်ရှိလာခြင်းကိုဂုဏ်ပြုပါ။ဖြစ်နိုင်ခြေတွေကိုအကောင်းဆုံးအနေနဲ့မျှော်လင့်ထားလိုက်ပါ။ဘာကူမှအလောတကြီးလှုပ်ရှားမလိုပါဘူး။နေ့တစ်တိုင်းကိုခြေလှမ်းတစ်ခုလှမ်းခြင်းနဲ့စတင်လိုက်ပါ။ပြစ်ဆုံးပံအချိန်တိုင်းအကောင်းဆုံးနေခြင်းဟာ အနာဂတ်အတွက်စိုးရင်ပူပန်စရာမရှိဘူးလို့ယုံကြည်လက်ခံလိုက်ပါ doing one good deed နှစ်သက်အတွက်ကုသိုလ်တစ်ခုမဖြစ်ဖြစ်အောင်ပြုပါမိသည့်ဘာသာတရားကိုကိုးကွယ်ပါစေမိမိတို့ဘာသာတရားနဲ့သက်ဆိုင်တဲ့ကုသိုလ်ကောင်းမှုတွေကတတ်နိုင်တဲ့ကုသိုလ်တစ်ခုကို လုပ်ဖြစ်အောင်လုပ်ပါပေးကမ်းတာလှူဒါန်းတာကျွေးမွေးတာဘာမှစလုပ်လို့ရပါတယ်အဆုံးသတ်ခြင်းတွေနဲ့အစပြုခြင်းတွေဟာကျမတို့ရဲ့ဘဝအကူအပြောင်းတွေကိုအထိပ္ပယ်ရှိစွာပုံဖော်ပေးတဲ့မိုင်းတိုင်တွေပဲဖြစ်ပါတယ် နှစ်ဟောင်းကုံဆုံတဲ့အချိန်မှာအတိတ်ကိုဂုံပြုခြင်းနှစ်ဟောင်းမှာနှစ်သစ်ကိုကူးပြောင်းနေတဲ့အချိန်မှာပြစ်ဆုံးပံကိုအာယုံထားခြင်းနှစ်သစ်ရဲ့အနာဂတ်ကိုကြိုဆိုခြင်းနဲ့အတူနောက်ထပ်ခရီးနောက်ထပ်တစ်နှစ်နောက်ထပ်အခန်းကဏ္ဍတစ်ခုအတွက်ခွန်အားသစ်တွေရရှိကြစေဖို့သူတောင်းပြတာပို့သားလိုက်ရပါတယ်